အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ23ရက်နေ့နေ့ခင်းစီးရီးသတင်းလုံးသားများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်စစ်ကောင်စီအားချမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တံမိုကြီးရွာကိုလေကြောင်းကနေဘုံလုံး50ကျဲချပြီးတိုက်ခိုက်ထားပါတယ်တံမိုဆိုတာကိုမှတ်မိကြအောင်မယ်ထင်ပါတယ်လွန်ခဲ့တဲ့နှစ်တွေလုံးကတမတော်နီးပညာတက္ကသိုလ်ကနီးပြဖို့မူကြီးတယောက်ပြုံးပြုံးကြီးလက်လက်ချခဲ့တဲ့နေရာပေါ့ဗျာ ခုဆိုရင်စစ်ကောင်စီဟာနောင်ရှိုးကိုတဲကြီးမဲကြီးတိုက်ဆိုင်တိုက်ချစ်ဆင်နေတာဖြစ်ပါတယ်။ပြည်ဦးလက်ထက်ကအင်အားကိုပါထည့်ပေါင်းမယ်ဆိုရင်မြေပြင်အား2000ထက်တုံးထားတာကိုတွေ့ရပါတယ်။လက်နက်ကြီးပြားကိုလည်းချောက်ခမန်းလိမိတုံးနေတာကိုတွေ့ရပါတယ်။ကြီးလီမလို့ခေါ်တဲ့ကြီးတဲ့လေတဲ့အမြောက်တပ်တွေပါတဲ့ပူပေါင်းစစ်ဆင်ရေးပုံစံတရက်ဖော်ဆောင်နေတာကိုတွေ့ရပါတယ်။လက်ရင်းဝိတ်ကြောက်တော့ရွာတွေကိုတော့စစ်ကောင်စီရဲ့စစ်ကြောင်းတွေဖြတ်ကျော်နိုင်မှုဖြတ်ဖြဲမှာဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲမန္တလေးတပိတ်ချင်းမြို့နယ်တွင်းငယ်ဘက်မှာလည်း အမတ်ဆတော်တမတော်တမင်းလေးကြီးအကြောင်းကိုအင်အားရိခခရံစေဝါးတွေတောက်လျှောက်စုပုံနေပြီးဘိုးဘုတ်ကိုပြန်လဲသိမ့်ပိုက်ဖို့ပြင်ဆင်နေတာကိုတွေ့ရပါတယ်ဘိုးဘုတ်ဆိုလို့ပြောပြပါဦးမယ်ဘိုးဘုတ်ကြက်ပြင်းမှာဖျားပရိုးစေရီတင်ကြောင်းတွေကိုဒီလုံးကပြန်ပြီးဝုံမှန်ပြင်ဆင်မှုတွေလုပ်ခဲ့တယ်လဲဆိုတာဖြစ်ပါတယ်1988ခုနှစ်အာနာသိမ့်ပြီးမှမြန်မာနိုင်ငံရဲ့စီးပွားရေးကြံပေးမှုတွေကိုခါးစည်းခံခဲ့ကြရပါတယ်အနာလိုက်ရှိဖို့ကြုံကြည့်များကြုံတွေ့နေရတဲ့ချက်တဲမှုကိုဖြေရှင်းနိုင်ဖို့ဖုန်းကြီးကြောင်းကိုဥတိုက်ပါတော့တယ် ။ဘာကြီးဘုံကြီးကလည်းတခါကြီးတို့ကြက်နေရင်ပြင်ရမယ်လို့မိန့်ပါတယ်။အဲ့ဒီလိုနဲ့ဘိုးဘုံကြက်ပြမှာရှိတဲ့ရှေးအောင်စီတွေဟာရှေးအောင်တဝင်းဝင်းဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီကာလတုန်းကအတွင်းမှုနှစ်ဘိုးချုပ်ကြီးတင်ဦးနဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုဘိုးချုပ်ထွန်းကြည်တို့ဟာလည်းမန္တလေးနဲ့မိုးကုတ်ကိုလွန်ထိုးနေတော့တာတွေ့ရပါတယ်။ရင်းနေတဲ့ကိုတကယ်ကြီးကြမှာလဲ။စူပါပါဝါဘရိန်လေဗယ်ကြီးတွေကိုပိုင်ဆိုင်ထားကြသူများဖြစ်ပါတယ်။ဆရာရင်စစ်ကောင်စီကအော်ဂုတ်လမှာတင်လီလာအင်းနဲ့နောက်တစ်ချိန်မတွေ့ခင် အနည်းဆုံး2မြို့လောက်ကိုစီးနေရပြန်လဲရရှိနိုင်ရင်စီမံချက်ထားရှိတယ်အဲ့လိုသုံးသပ်ရပါတယ်။မြင်းညာတာမီဆိုင်ရုံထဲမှာစစ်ကောင်စီကအင်အား၄၀၀နီးပါးအခြေပြုရရှိနေတာဖြစ်ပါတယ်။ဇမန်လေးကဂွေးပင်ရုံလမ်းဆုံးမှာစစ်အနံ၃စီးရောက်နေတာရှိခဲ့ပါတယ်။တောင်သာမြင်းညာလမ်းမိုင်းတောင်သာနထိုးကြီးလမ်းမိုင်းတွေကိုစစ်ကြောထိုးနိုင်ခြင်းရှိတယ်လို့ခန့်မှန်းရပါတယ်။မကွေတိုင်းပခုတ်ကူမြို့နယ်ပေါလောင်ကန်တောင်ရွာမှာစစ်အနံ၉စီးရောက်ရှိနေတာရှိပါတယ်။တန်ရက်ကရင်နဲ့မြေတူးဆက်တစီးလည်းပါရှိတယ်လို့သိရှိရပါတယ်။ ရွာနီးဝင်းကျင်ဘက်ခြားလည်းမှာကိလိုကိရှိတွေထုံထားတာရှိတယ်လို့လည်းသိရပါဗျ။ချက်မှုစုံထဲမှာဆိုရင်လည်းစိုးရဲဘက်ကနေလာလို့မရအောင်ရေဖြတ်ခြင်းတွေလုပ်နေတာရှိပါတယ်။ရှင်နှမဘဝအင်အားတွေဟာကွက်စ်ထဲမှာဖြန့်ခွဲနေရယူထားပြီးစစ်ဆေးမှုတွေလည်းလှုပ်ဆောင်နေတာရှိပါတယ်။တေးကျုံနဲ့ကျွဲလဲကန်းသားရွာတွေမှာလည်းစစ်ကြောရောက်ရှိနေတယ်လို့သိရှိရပါတယ်။ကာမနယ်မြေထဲမှာဇမန်နဲ့နေ့လယ်ပိုင်းကဒေသောင်းတိုက်ခိုက်မှုပြုလုပ်ခံထားရတာရှိပြီးဒေသခံပြည်သူတွေရဲ့အထူးကိစ္စကိုတော့စီစစ်နေတယ်ဖြစ်ပါတယ်။ ချင်မာလေးကိုတက်တယ်မှာကျောင်းမြို့နယ်မှာရှိတဲ့ကာကွယ်ရေးတပ်စီဆိုင်ရုံအမှတ်ကို24လို့